ဲ့သို့ဂတိသစ္စာတည်ကြည်စွာဖြင့်နေစဉ်တရဏဂုံတော်မြတ်ကိုရွတ်ပတ်တရစေကြကုန်သောပွားများကြကုန်သောဤသာသမီးယရနာတို့သည်ခံစားနေရသောယောဂဝေဒနာများလည်းပြည့်ပြည့်ပျောက်ကင်းကြပါစေသူတပါတို့ဤနှောက်ချက်ခြင်းတိုက်ကြိုက်ခြင်းတပ်ပြတ်ခြင်းဖြည့်စည်းခြင်းဒီဟုသော အောက်လန်းတိုက်ဆုံးတိုက်နတ်တိုက်ကဝေတိုက်နော် တင်ញိုင်ကုန်တိုက်အင်းတိုက်သေးတိုက်အစရှိတဲ့အတိုက်ခိုက်တွေကလည်းလူငင်းချမ်းသာကွင်ရပါစေ။ဘေးသူရန်သူအန္တရာယ်သူကလည်းလုကင်းပြီးအကျိုးစီးပွားများတိုးတက်ပြည့်တွန်း၍အယောင်အဝဲများလည်းကောင်းကြပါစေ။ကြမ်းကြမ်းမာမာချမ်းချမ်းသာသာဖြင့်သာသနာအကျိုးပေးကမ်းချီးမြှင့်မြှောက်သားခြင်းဖြင့်ဒါနကုသိုလ်ဖြင့်အသာသနာအကျိုးသေးပူထမ်းရွက်နိုင်ကြကုန်သော တာကောင်းယရနာတမိကောင်းယရနာတို့ဖြစ်ကြပါစေကုန်တည်းအဲ့ဒီတော့တရဏဂုံတော့စုံသွားပြီကိုချင်းစာတရားလေးကိုနော်ကိုချင်းစာတရားသည်ဘုံဘုံတို့လိုတတ္တဝါအလုံးကိုနော်ကိုချင်းစာနိုင်ရင်တော့ တတလို့စားကြပါ သူများရဲ့ယုံနံခန္ဓာတွေကိုအလုံးပေးမဲ့ပေးလိုက်ပါအသက်ကိုပေးမဲ့ပေးရင်ကိုယ်အသက်ကို သူများတတ်လို့မရတော့ဘူးခန္ဓာကိုယ်ပေးမဲ့ပေးရင် ကိုယ်ခန္ဓာကိုယ်သူများဖြည့်ဆည်းလို့မရတော့ဘူးမိသားစုကိုပေးမဲ့ပေးရင်ကိုယ်မိသားစုကိုသူများဖြည့်ဆည်းလို့ဖြူခွဲလို့မရတော့ဘူးသဘောပေါက်လားအသက်ချင်းကိုချင်းစားပါ ခန္ဓာကိုချင်းကိုချင်းစားပါ မိသားစုချင်းကိုချင်းစာပါဆိုတဲ့မြတ်စွာဘုရားရဲ့ကိုချင်းစာတရားကြီးအဲ့ဒီသုံးချက်ကိုနိုင်အောင်ထိန်းနိုင်ရင်ဘေးအမျိုးမျိုးရန်အသွဲသွဲကလွန်ကင်းပါတယ်ဘုရားတဲ့အဲ့ဒီတော့ခဏရဲ့သားသမီးတွေအကုန်လုံးမစားနိုင်ပါဘူးဘုရားတဲ့အဲ့တော့သူတို့တွေကိုပထမဦးဆုံးအရေးအကြီးဆုံးဖြစ်တဲ့အညိုးအကြီးဆုံးဖြစ်တဲ့ဇတ်တူသား ခြေလေးချောင်းသားကိုရှောင်ခိုင်းလိုက်ပါအသက်ထက်ဆုံးတဲ့သဘောပေါက်လားကို့မှာလဲလက်နှစ်ချောင်းခြေနှစ်ချောင်းစုစုပေါင်းဘယ်လောက်လဲသိပါဘူးတရဝါဒီမှာလဲလက်နှစ်ချောင်းခြေနှစ်ချောင်းလေးချောင်းရှိရင်ဇတ်တူသားပါဖရာတဲ့သဘောပေါက်လားအဲ့ဒီတရဝါဒီလဲမြေကြီးပေါ်မှာပဲအတူတူနေကြပါတယ်နော်အဲ့ဒီတရဝါဒီလဲလေးကိုအတူတူချူကြပါတယ် အဲ့ဒီတရဝါတွေလဲရေကိုအတူတူတောက်ကြပါတယ်ဒါကြောင့်ဇတုသားပါဖရာလူတွေမှာကောင်းပါသလိုသူတို့မှာလည်းကောင်းပါပါတယ်ခန္ဓာကိုယ်ပါသလိုပါပါတယ်ခြေထောက်တွေလက်တွေဘိုက်တွေလူနဲ့အကုန်လုံးတူပါတယ်ဖရာမတူတာအမိတစ်ခုပါအမိကလည်းဘာပြစ်လို့လဲဆိုတော့အကုသူကြီးမားလို့အမိပါတာပါဖရာတဲ့ဒါကြောင့်မင်းသဘောပေါက်လားအဲ့တော့သာဓုသမီးတို့ကိုယ်ပိုင်ကိုစမ်းကြည့်လိုက်ကြ အမိစာလေးထွက်နေပလားလို့မထွက်သေးရင်အချိန်မီသေးတယ်နော်တရဏဂုံမြန်မြန်ရွတ်ကြသဘောပေါက်လားသက်စီလို့တတ်မှတ်ထားပေမဲ့ပိုးသွားလို့ရတော့လေနော်အကောင်ဆုံးပဲနော်မပူသေးနဲ့လို့မပြောဘူးပိုးလေးကောင်းလီပဲနော်လမ်းလျှောက်ချင်းနဲ့လဲရွတ်သွားနော်ဖျားရှိမှအိမ်ကမထွက်ခင်တာအိမ်ပေါ်မှာသက်စီညအိတ်ချင်းအိမ်ပေါ်မှာသက်စီ ြံတဲ့အချိန်မှာကြံတဲ့နေရာတွေမှာဆိုင်ကယ်စီးရင်လည်းညွတ်နိုင်တယ်ကားစီးရင်လည်းညွတ်နိုင်တယ်ဈေးဝယ်သွားရင်လည်းလျှောက်သွားရင်လည်းညွတ်နိုင်တယ်မကောင်းဘူးလားအဲ့ဒီလိုအပူအရှံနေနဲ့ဆိုရင်လေဟောမိသားစုကျင်းသေးလူငင်းချမ်းသာတွင်ရပြီလိုအပ်လို့ရှိရင်ဘုံဘုံရေဆိုတာနဲ့ဘုံဘုံဟိုကကြားပြီဘာဖြစ်လို့လဲဥနောက်တဲ့ထဲ့ပေးလိုက်တဲ့တရဏဂုံကသဘောပေါက်လား ဘုံဘုံမှာဘုံဘုံကဘာပြစ်သွားလဲဆိုတော့ operator အချုပ်ပြစ်သွားတယ်နော်ဒါတို့သမီးတို့စင်းကတ်တွေကိုအကုန်လုံးလှမ်းပြီးကင်ထားတယ်အဲ့ဒီကနေဆက်လိုက်ခြင်းဘုံဘုံရဲ့အိတ်ချင်းကိုရောက်လာမယ်အိတ်ချင်းကနေဘုံဘုံကိုအကြောင်းကြားလိုက်ခြင်းဘယ်နံပါတ်ကလာတယ်ဆိုတာသိတယ်သဘောပေါက်လားအေးစင်ကတ်တီတော့အကုန်ထဲလိုက်ပြီးယူသွားပြီးဘက်ထရီမရှိရင်ဆက်လို့ရပါမလား ဘက်ထရီဟာကုကျင်းစာတရားပဲအင်အားပဲအတွင်းအားသဘောပေါက်လားကုကျင်းစာတရားကြီးမားလေဖုံဖုံစီမားအတန်အကျယ်ကြားလေနော်ကုကျင်းစာတရားရှိလိုက်ပျောက်သွားလိုက်ရှိလိုက်ပျောက်သွားလိုက်ဆိုအကုန်လုံးမကြားရအောင်မကြားရရင်ဖယ်ထားတဲ့အထည်ပါသွားလိမ့်သဘောပေါက်လားအဲ့တော့ ခြေလေးချောင်းသားကိုအသက်ထက်ဆုံးရှောင်ပြီးနေ့စဉ်ရှောင်သွားရင်အဲ့ဒါဘက်ထရီအမြဲပြည့်နေလိမ့်မယ်။သဘောပေါက်လား။အေးအဲ့ဒီတော့တာရုသမီးတို့အဲ့ဒီအင်အားလေးနဲ့ဖုံဖုံရဲ့ပုံတော်မှာတောက်တော်ကြီးကပ်ပါ။နှက်ပြီးတော့တစ်သီးစွန်းမိသားစု၁၀ယောက်ရှိရင်၁၀စိတ်စိတ်၅ယောက်ရှိရင်၅စိတ်စိတ်6ယောက်ရှိရင်6စိတ်စိတ်စိတ်ပြီးတော့ကတ်လိုက်ကတ်ပြီးရင်မိသားစုတယောက်တစ်စိတ်စား နော်တောက်တော်ရီကတ်ထားတာကိုတောက်ရီအိုးတွေကိုထည့်တိတ်လုံးပေါက်နော်တောက်ရီအိုးမရှိလို့နော်ရေတံဘူးဆိုရင်ရေတံဘုံတွေကိုထည့်လိုက်အကုန်ပြန်ပွားသွားရင်ဩော်အဲ့ဒါတိတ်လုံးအနေရကင်းပြီသဘောပေါက်လားအဲ့တော့ဘာလေးလှုပ်လိုက်လှုပ်လိုက်ဖုံဖုံပုံတော်နာမှာလေး ဟောတချို့ကပြောတယ်ဖုံဖုံကမှမလျှောက်ရင်မအောင်မြင်ဘူးကိုယ်ဖိုင်ကိုရမလားလို့တရဏဂုံရွတ်ပြီးလှုပ်ကြည့်တယ်မအောင်မြင်ဘူးအဲ့တော့ဖုံဖုံသွားလျှောက်ပြီးမှပဲအောင်မြင်တော့တယ်ဖြစ်တော့နော်ဘာဖြစ်လို့လဲဆိုတော့အကူအညီရသွားတာအင်အားဖြည့်ပေးလိုက်တာသဘောပေါက်လားသာရုသမီးတို့ကအခုမှရွတ်ရွတ်လာတာဆိုတော့နည်းနည်းလေးအင်အားနေသေးတယ်ဖုံဖုံက120ကျော်ရွတ်လာတာဆိုတော့ အင်းအားများနေတော့အကူညီပေးလိုက်ခြင်းချက်ချင်းအောင်လဲဆိုအောင်မြင်တာသဘောပေါက်လားဒါကြောင့်ဖုံဖုံအောင်မြင်တဲ့နေရာကိုတောင်မှလေလူမနှင်းပါစေနဲ့တဲ့အောင်မြင်အဖြစ်နဲ့အောင်မြေလေးခြံထားပြီးဖျားတဲလိုက်ပါတဲ့ဆိုလို့ဖုံဖုံကြောင်းမှာအောင်မြေဆိုပြီးတဲထားရတယ်အဲ့တော့အဲ့ဒီမှာလာပြီးတော့တပတ်ပတ်ပြီးဝါပြင်းအောင်နော်အောင်မြေကိုနင်းပြီးတော့ဆူတောင်းသွားရင်ကျင်းသေးအောင်မြင်တယ်သဘောပေါက်လား ဒါကြောင့်ကျောင်းကိုလည်းရောက်ပြည့်အောင်လာကြအဋိဌံပြုကျောင်းမှာအဋိဌံပြုပြီးရင်ကြံတဲ့ရက်တွေမှာအိမ်ကနေဖုံဖုံပုံတော်လေးရနေပြီးနော်တောက်တော်ကြီးကနေဆေးတောင်းတော့နော်တစ်သီးစုံကနေဆေးတောင်းစားအဲ့ဒါယောဂပေါင်းစုံပျောက်သွားလိမ့်မယ်တဘောပေါက်လားဒါကြောင့်မလို့သားတို့သမီးတို့အခုလှူတန်းထားတာတွေကိုဖုံဖုံကသုံးသင်္ကန်းကျောင်းဆေးနဲ့ မိဘကျေးဇူးဆတ်တဲ့ဘုရားကြီးတဲပြီးကုသိုလ်တွေလုပ်ပေးသလိုအခုသားတို့သမီးတို့လှူကြတဲ့အထဲရနေပြီးပူရှံတဲ့အစွန်းထွက်တွေကိုစုလိုက်တော့လေသိန်း150ရတဲ့အတွက်ပညာဒါနဆိုပြီးတော့နိုင်ငံတော်တန်ခတက္ကသိုလ်ကြီးနော်မန္တလေးတခုမြင်းကြံတခုတို့ရန်ကုန်တခုအတွက်ကိုသိန်း150ဖုံဖုံလှူပေးခဲ့တယ်သဘောပေါက်လား အခုလောက်မှလဲပူချံရင်ပူချံတလောက်စုပြီးလှူပေးအောင်မှာအကယ်၍လာစဉ်လာတိုင်းများလေတားတို့သမီးတို့လှူတာတွေကအဲ့ဒီလို350များရမယ်ဆိုပုံမုံလာစဉ်လာတိုင်းဟောပညာပါရမီမဲ့ညာဖွညာရဖို့နော်အခြေခံပါရမီကိုပုံမုံချပေးမယ်မကောင်းဘူးလားအဲ့တော့ကုသိုလ်၅ပါးအပြင်ပညာပါရမီကုသိုလ်ပါဆို၆မျိုးမဖြစ်ဘူးလား အေးအဲ့ဒီအတွက်ဒီသာဓုသမီးတို့လှူသမျှဘုံဘုံအကုန်ပြန်လှူပြီးတော့လေအကုန်လုံးရေးသက်ကြအမြဝေတာအဲ့တော့သာဓုသမီးတို့အခုဘုံဘုံလာပြီးတော့အခုလိုဟောကြတော့ပေမအတွဲဆိုပြီးမထဲကြဘူးလားနှက်ပြီးတော့လာရောက်ပြီးတော့ဟောလှူဒန်းကြတာတွေမရှိဘူးလား အေးရှိတာတွေကိုဖုံဖုံတခါတည်းရေးစဲချပေးမယ်မလူဝသေးတဲ့သူတွေကလဝန်းနှစ်ဘက်ထဲကိုကိုလှနိုင်သမျှကိုထည့်ပြီးတော့အခုရေးစဲချလိုက်မယ်ပြီးတဲ့အခါကျရင်ဖုံဖုံကိုယ်တိုင်သိသိပေးမယ်အကုန်လုံးကိုပေးမှဖြစ်တဲ့အတွက်စီးစနစ်နဲ့ဖြည်းဖြည်းလာဖုံဖုံပြီးမှအကုန်လုံးထပြန်မှသဘောပေါက်လားအတင်းမတူနဲ့အသက်ကြီးတဲ့လူတွေပါတယ်ကလေးတွေပါတော့နော်ခိုက်ရန်ဒေါသတွေဖြစ်မှဆိုလို့ပါနော် သားတို့သမီးတို့အတွက်အကုန်လုံးကိုတိတ်ထိပေးမယ်နော်အဲ့တော့တချို့ကပြောတယ်နာနာလေးရိုက်ပါဗျာတယ်နာနာရိုက်စရာမလိုထိယုံလေးတောင်မှလေမကောင်းဆိုးွားရှိရင် တုံးဆိုလဲသွားတာသဘောပေါက်လားဒါကြောင့်ဖုံဖုံကဘာပြစ်လို့ဖြည်းဖြည်းရိုက်တာလဲဆိုတော့အထဲထဲမှာဘိုက်ထဲမှာသားတို့သမီးတို့ရဲ့အစာအိမ်ဆိုတဲ့ခေါင်းထဲမှာလေအသားပေါင်းများစွာကိုမြုပ်ထားတာခေါင်းကြီးနော်တင်ញိုင်ကုံကြီးတလိမ့်ဆန်ပေါင်းစုံရဲ့တင်ញိုင်ကုံကြီး အဲ့တော့မကြွမလွတ်တဲ့တလိဆန်နေဝင်ပြီးမနေနိုင်ဘူးလားအဲသူတို့နေတာနဲ့အကျိတ်တွေတွဲအာ သူတို့ရဲ့လှုပ်ဆောင်ချက်တွေဟာနော်တားတို့သမီးတို့မှာ ဝေဒနာပေါင်းစုံပြစ်ပြီးတော့ပြန်အစားခံရတာဒါကြောင့်အရာဒီကလွတ်အောင်ဖုံဖုံကခေါင်းကနေပြီးတော့ရိုက်ချလိုက်ခြင်းတားတို့သမီးတို့တရဏဂုံနော်ယူထားတာဖြစ်တဲ့အတွက်ခေါင်းလေးထိလိုက်တာနဲ့ ရင်ပါကလေးထိလိုက်တာနဲ့ကြောလေးထိလိုက်တာနဲ့တကူလုံးစိမ့်သွားရင်အဲ့ဒီအကောင်စိုးကြီးတွေမနေနိုင်တော့ဘူးဆေးမိထားရင်လည်းဆေးတွေအကုန်ထွက်မယ်။နော်အောက်လမ်းမိထားရင်လည်းထွက်မယ်။နှက်ပြီးတော့အင်းတိုက်ဆေးတိုက်တွေတိုက်ထားသမျှမကောင်းစိုးဝါဆိုအကုန်လုံးထွက်သွားမှာသဘောပေါက်လား။ပြန်မဝင်အောင်သာတရဏဂုံနေစဉ်ရော့နှက်ပြီးခြေလေးចောင်းသားတွေမစားနဲ့။ခြေလေးចောင်းသားဆိုတာမကောင်းစိုးဝါတွေကြိုက်တဲ့အသာသဘောပေါက်လား။ မကောင်းဆိုးဝါးတွေကိုကျွေးရမွေးရပြီးတော့ဘာတွေနဲ့ကျွေးလဲအဲ့ဒီခြေလေးချောင်းနေနဲ့ကျွေးရတာနဗီအယက်တွေပါထဲတိုက်ရအဲ့ဒါမကောင်းဆိုးဝါးတွေတောက်တာနော်သာသနာနဲ့ပတ်သက်တဲ့နှကောင်းနှမြတ်တွေတောက်ပါမလားစားပါမလားမစားဘူးဒါကြောင့်မလို့မကောင်းဆိုးဝါးတွေကိုကျွေးတဲ့အသားတွေဖြစ်တဲ့အတွက်အဲ့ဒီအသားတွေစားရင်သူတို့ကကတ်ပြီးဝင်သွားမှာသဘောပေါက်လားဖရတောင်တားလို့ရလား မရဘူးအကုသို့ကြည်ရင်ခံရမှာပဲအဲ့ဒါကြောင့်မလို့နောက်ထပ်သာခြေလေးចောင်းသားတွေမစားနဲ့ဗိုက်ထဲရှိပြီးသားတွေကိုဖုံဖုံထုတ်ပေးမယ်နှက်ပြီးတော့တရဏဂုံနေစဉ်များရွတ်နေရင်အနာတောင်ကတ်နိုင်ပါမလားအဲ့တော့တူသေးတောင်တူလို့ရပါမလားအဲ့ဒီတော့ဖုံဖုံကမေးတယ်အတင်တရားမင်းလို့အခုသူတို့တွေတို့လိုက်တာနဲ့ဘာဖြစ်လို့တတိလစ်ပြီးရှိတာတွေအကုန်ပေးတာလဲ တို့ပြီးခေါ်သွားရင်တောက်လျှောက်ဘာဖြစ်လို့လိုက်တာလဲဆိုတော့အထဲတည်းရအကောင်ကူတဲ့အမိန်ပေးလိုက်တာတို့တာကတတိလေးအောင်လှုပ်လိုက်ဆိုတော့အထဲတည်းမှာငကိုးတည်းရရောက်နေတဲ့အကောင်ကတတိလေးအောင်လှုပ်လိုက်တော့အဲ့ဒီမှာတောင်းသမျှအကုန်ထုတ်ပေးတာနှစ်ပြီခေါ်သွားတဲ့နေရာအကုန်လိုက်ပြီးတော့အကုန်လုံးသူ့ပြပြီးတော့ဗန်နေရပါအကုန်ထုတ်သွားနိုင်တာတဲ့သဘောပေါက်လားဒါပေမဲ့သူတို့သိသလား မသိတော့ဘူးတဲ့ပြီးလဲပြီးရောဘာမှမမှန်မီဥကြောင်ကြောင်ဥနောက်ကြီးခြာတော့ပတ်လဲပြီးကြံရင်ခဲ့မှာတချို့ယူတောင်သွားကြတယ်တဲ့အဲ့ဒီမကောင်းဆိုးဝါးကပြန်မထွက်တော့ဘူးသဘောပေါက်လားဒါကြောင့်အဲ့ဓာဒီမသားတို့သမီးတို့မှာမထီးခိုက်အောင်တို့စေးတောင်တို့လူမရအောင်နော်ခန္ဓာကိုယ်တွေကလည်းဖုံဖုံရိုက်ပြီးထုတ်ပေးမယ်နှက်ပြီးတော့နောက်ထပ်လဲမဝင်ရအောင်တရဏဂုံနေစဉ်ရော့ကိုကျင်းစာတရားနဲ့ခြေလေးချောင်းသားကိုအသက်ထက်ဆုံးရှောင်းမှာ အခုလင်ငန်းဖြစ်နေတဲ့သူတွေခြေလက်အင်္ကာတွေဖြစ်နေတဲ့သူတွေယောဂါဖြစ်နေတဲ့သူတွေဖုံဖုံရိုက်ပြီးပြီးရင်ခြေလေးချောင်းသားတောင်ရှောင်းနော်စားသမျှဆေးဖြစ်ပြီးတဖြည်းဖြည်းအကုန်ပြန်ကောင်းလာလိမ့်မယ်။နောက်သူတို့သာကျွတ်သွားရင် သူတို့ကပြန်ကူညီတာနဲ့အ мян ဆုံးကောင်းလိမ့်မယ်။သဘောပေါက်လား။ဒါကြောင့်မလို့ယောဂါတွေပျောက်တယ်ယောဂါတွေပျောက်တယ်ဆိုတာအဲ့ဒီမကောင်းဆိုးဝါးတွေကိုနှိမ်နှင်းပြီးသူတို့ကိုပြန်ပြီးတော့ကောင်းရာတုဂတိရောက်အောင်လုပ်ပေးလို့ နော်ဘာနဲ့လှုပ်ပေးရလဲသာဓုသမီးတို့လှူတဲ့ပတ်စံနဲ့လှုပ်ပေးရတာသဘောပေါက်လားအဲ့ဒါအဲ့ဒါကြောင့်ဘုံဘုံတပြားမှခြံမထားတာအကုန်လှူတယ်ဆိုတာအကုန်လုံးရဲ့ကုသိုလ်တွေဟာအားလုံးသူတို့ထတ်တူထမ်းမြရအောင်လှုပ်ပေးတာသဘောပေါက်လားဒါဆိုရင်အမြဝေမလားအာရပါရဝေရမယ်နော်အခုအများကြီးပဲသားတို့သမီးတို့မမြင်လို့မြင်ရင်ထတောင်ပြေးကြအမလားမသူအုံအုံတိုင်းတိုင်းနဲ့နော် အဲ့တော့ဘုံဘုံတို့ပထမတစ်ကြိမ်ဝေမယ်ဝေပြီးရင်ဒုတိယံပြီဆိုတာနဲ့နောက်တစ်ကြိမ်ထဝေမယ်တတိယံပြီဆိုတာနဲ့နောက်တစ်ကြိမ်ထဝေမယ်အမြ၃ကြိမ်ဝေမယ်သဘောပေါက်လားအဲ့တော့ပထမတစ်ခါမှာတော်တော်များများကြော့နော်မကြော့ဖဲကြံနေသူဟာအင်းအားနေသေးလို့နောက်တစ်ခါထဝေလိုက်ခြင်းတစ်ခါထပ်ကြော့နောက်တစ်ခါထဝေလိုက်ခြင်းတစ်ခါထပ်ကြော့အဲ့ဒါကမှကြံနေသူတွေဟာ ကြာမှာဖယားဂုံကျေးသူပါမှာဆိုတော့ဘုံမှုလူเจ้าကိုအကုန်ခေါ်သွားမယ်မကောင်းဘူးလားမကောင်းပါဘူးเจ้าမှာနေတိုင်းသုံးတော်ကနေတိုင်းပရေယောနေတိုင်းအမြဝေတော့နေတိုင်းကုသူရတော့တလမကြဘူးကျွတ်တယ်တဘောပေါက်လားဒီရက်ွက်ထဲမှာနေရင်ကျွတ်နိုင်ပါမလားအေးအဲ့တော့ဘုံမှုခေါ်သွားနိုင်အောင်သူတို့တွေကို သားတို့သမီးတို့အမြဝေပေးပါနှစ်ပြီးတော့အခုအမြဝေကနီးတာ ဖြစ်တဲ့အတွက် ြံနာတွေရှိမှဆိုလို့သားတို့သမီးတို့လက်အုပ်ကြီးပြီးစိတ်ထဲကကိုယ်အိမ်ကိုယ်ခြံထဲကိုအာယုံပြုပြီးတော့အိမ်တွင်းအိမ်ပြင်ခြံတွင်းခြံပြင် ကြောင်တွင်းကြောင်ပြင်ဈေးရောက်တဲ့သူတွေကလည်းဈေးတွင်းဈေးပြင်ဆိုင်တွင်းဆိုင်ပြင်ရှိနေတဲ့မကြုံမလွတ်တဲ့ပုံကူချွေစံမျိုးဆက်တွေအကုန်ကြွပါလို့စိတ်ထဲကနေလှမ်းပင်လိုက်ပါကဲအားလုံးညီ အာရောက်လာတယ်အများကြီးပဲတပည့်တော်တို့ကိုမဖိတ်သေးလို့ပါဗျာတဲ့လေဝင်းတချေချေနဲ့မျောနေတာတဲ့အေးကဲလာကြပြီကဲဖိတ်ကြဖိတ်ကြဖိတ်ကြဆယ်နှစ်၅နှစ် အနှစ်20အနှစ်30တွေတောင်ပါတယ်သူတို့တွေကြွကျင်နေပြီတဲ့ ကဲအမြဝေကြမယ်အာလုံးအာရပါရဆိုပါဖရာတရားတန်ခါယရဏမြတ်သုံးပါကိုဥထိတ်တား၍ဖရာတပည့်တော်တို့သည်ဘဝအဆက်ဆက်တန်တရာဆက်ဆက်မှယနေ့ယခုအချိန်အထိ ေစုကြည်မာကြကုန်သောကျေးဇူးရှင်အပေါင်းကိုကျေးဇူးဆက်တော်အပြင်ရှာဖွေရရှိသောချွေးနေသာတို့မှခွဲဝေစုဆောင်လည်းအရှင်ဘုရားဤကုသိုလ်ငါမျိုးတဲ့တွင်ထဲဝင်လှူဒန်း၍ ြေသူဇတ်ပါသည်ဘုရားတပြည့်တော်တို့ဤချွေနေသာတို့ဖြင့်ထောက်ပံ့လှူဒန်းရပါသောကြောင့်နိဗ္ဗာန်တဘောရိညာဏတပစ္စယောဟောတုပါဘုရားမေဖို့နိဗ္ဗာန် ရည်စိတ်တန်၍တန်ကတ္တဒီမတန်ကာအလုံးတို့အားလှူဒန်း၍ကျေးဇူးဆရာတော်ကုသိုလ်ကောင်းမှုတို့ကိုဖရာတပည့်တော်တို့ဤကျေးဇူးကြီးမားကြကုန်သောနှစ်ဖက်သောအဖိုးအဘွားများ နှစ်ဖက်သောမိခင်ဖခင်များအဖဘဲဆိုင်ရာကျေးဇူးရှင်များအမိဘဲဆိုင်ရာကျေးဇူးရှင်များသွေသမျိုးဆက်ဘဝဆက်ပဋ္ဌာန်းဆက်ပါရမီဆက်များတလုံးစားဘူးကျေးဇူးရှင်များ အလုံးတို့ကိုကျေးဇူးဆက်တော်အပြင်အမြမြေတာပေးဝေငါပါကုန်၏ရောက်ရှိလာကြကုန်သောကြွားရောက်လာကြကုန်သောတပြည့်တော်တို့နှင်းလိုက်ပါလာကြကုန်သောကျေးဇူးရှင်အပေါင်းတို့ကိုလည်း 俺们呀，没得比，人家光荣伊，爱戴保卫，保卫，保卫祖国。南泥水交火啦，交火啦！皮拉投进，投进，投进！哎，军民齐，齐，齐！建立咱工作，咱工作，咱工作！东山的丰产，丰产，丰产！威宁呀，威宁呀！土启达。 斗鸡的，他叫阿邦斗阿，不就没路多，他叫阿邦就路请假多，他叫阿邦斗阿，阿就恼怒呢，阿怒的挂，他怒他命，孤独高木。 Ya ja ya, ziyan Amya piwi wa gong i Amya 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 muja wa gong Tadu 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 Bapaya Amya Amya Amya

တာတုပါပဲဝမ်းမြောက်ဝမ်းသာသာတို့အနုမောဒနာပြုကြကုံသောလူနှံ့ပြမသတ္တဝါများအပေါင်းတို့နှင့်မိမိတို့ဤချွေးနေသာတို့ဖြင့်ကုသိုလ်ငါမျိုးတည်းဝင်လူတန်း၍ကျေးဇူးဆန့်အမြဝေးကြကုံသောခွနနှစ်ခွနနံခွနရဲ့သာသမီများအပေါင်းတို့သည်ယနေ့မှစ၍ဘေးသူရန်သူအန္တရာယ်သူဂျူသူဂျမသူယောဂဝေဒနာသူတို့မှ အကာကသိမ့်ကင်းလွန်ငိမ့်ကြသည်ဖြစ်၍တဏီတကြတိုးတဲ့မြင်မာသောအကျိုးစီးပွားတို့ဖြင့်ပေး၍မကုံလူ၍မခန့်ပရုံမရွှေကြပန့်ကဲ့သို့ပွင့်လန်းနိုင်ကြကုန်သောတာကောင်ယရနာတမိကောင်ယရနာတို့ပြည့်ကြပါစေကုန်တည်းတည် သားတို့သမီးတို့အကုန်လုံးဆုံးနေတဲ့အချိန်မှာအခုစိတ်ထဲကနေပြီးတရဏဂုံကို အသက်ထက်ဆုံးမနေ့တက်စီညနေတက်စီပွားများပါမယ်။ကိုကျင်းသာတရားထားပြီးခြေလေးချောင်းသားကိုချောင်းပြီးတော့ကျေးဇူးရှင်အပေါင်းကိုကျေးဇူးဆက်ပါမယ်လို့အဋိဌံပြုပြီးတော့ကျမ်းမာခြင်းတဲ့သူတွေကကျမ်းမာရေးကောင်းပါစေ။ယောဂဖြစ်နေတဲ့သူတွေကအဲ့ဒီယောဂတွေပျောက်ပါစေ။နော် နဗီဇီဝါကောင်းကျင်တဲ့သူဟာဇီဝါကြီးကောင်းပါစေအယောင်းအဝယ်ကိုလည်းအယောင်းအဝယ်ကောင်းပါစေကိုလုံနေတာတွေကိုအောင်မြင်ဖို့အတွက်ဆူတောင်းခလေးတွေကလည်းစာမေးပွဲအောင်ဖို့နော်ဂုံတူးတွေထွက်ဖို့ကိုလိုတဲ့သူ့ကိုတောင်းကြပါကဲငိမ့်ပြီးတော့အတိတ်တန်လိုက်နော်ဘုံမုတ်ဒီကနေမေတ္တာလွှမ်းခြုံထားမယ်ပို့ထားမယ်ကဲအတိတ်တန်ဆူတောင်း ျမ်းမာခြင်းတဲ့သူတွေကကျမ်းမာရေးစုတောင်းစီးပွားဖြစ်ခြင်းတဲ့သူတွေကစီးပွားအယောင်အဝယ်ကောင်းခြင်းတဲ့သူတွေကအယောင်အဝယ်ဘုရားတရားတန်ခါယရဏမြတ်သုံးပါဥဒိဋ္ဌာ၍ယခုကဲ့သို့တရဏဂုံနှင့်တကားကိုခြင်းသာတရားကြီးမားစွာထား၍သူမုံကောင်းများတောင်းခံကြကုန်သောဤသားသမီးယရဏတို့သည်လိုလားအတောက်တအတော်သုထုစုမြတ်တို့နှင့်တလုံးတဝါဒီပြည့်စုံပါ